ဘူဒီအာလူဘူဒီစနေမကင်းထုံမလာတော့သူဒေါ်ရှက်ခိုင်းပါမင်္ဂလာပါအခုမန္တလေးရွှေမြို့တော့ရောက်တော့ပါရေရကြီးအမစာဝတ်နေရအစင်မပြေဆိုတော့အမေသက်84နှစ်နဲ့သားလေးတယောက်ကိုရွာမှာပြေးထားခဲ့ပြီးတော့ဒီမှာကြာမိမှလာပြီးအိမ်ငန်းကနေပြီးတော့အာလူဘူဒီငပြောဘူဒီရွှေကြီးစနေမကင်းထုံမလေးရောက်နေသားကွယ် င်သာတော့နုပညာလို့ကိုကယုတ်ကလည်းမလှယုတ်ကလည်းကစုတ်ပြက်ဖနာတပတ်ခိုးကြည့်တာလို့ဖြစ်နေလို့မလို့အားကြောင့်မေးလိုင်းမမတက်ဖြစ်တာပါအဲအိမ်တော်မပြူတော့ဘူးလားတဲ့အဲမပြူတော့ဘူးလို့ငါငါဘွားမှလို့အမေရှိသားရှိပြီးသွားပြီလို့လုံးဝပဲလို့ဈေးပဲရောက်စားတော့မယ်လို့ မရွာမှာတော့ကတော့တောလောက်တောင်ကူပေါ့နော်တောင်သူလောက်လောက်ပါပဲတောင်သူလောက်လောက်တဲ့ချိန်မှာခုချိန်မှာမိုးတွေကတားကြီးရေတွေကတားကြီးတော့ရေမှုရေရှမ်းမှုတွေဖြစ်တော့ရေကြီးရေရှမ်းမှုတွေဖြစ်လိုက်တော့လယ်တွေကလုံးဝသုံးသွားကြတော့တောင်သူပြန်လဲနစ်နာပြည်သူတွေကလဲစိတ်ညစ်တဲ့ချိန်ရောက်တော့အမလည်းကြံပြီးကြံရကြံလိုက်တာအမေ80နဲ့လေးနဲ့အမေကိုစိတ်မချနဲ့ပြစ်ထားခဲ့တော့မနေ့နေ့ကြောင်မိမျိုးမှလာပြီးတော့ဟိုအင်ငန်းလေးနေပြီးတော့ငှားပြီးတော့နေပြီးတော့ဈေးရောက်နေရပါအရင်တော့ကတော့ရွာမှာတော့ ခြေကြုံမောက်ကောင်ကြီးတော့လာတော့နေဒီဘက်တယ်လို့ရပါတော့ခွက်လမ်းမဆက်တဲ့ရမကောင်ဟိုနေရဘူးလမ်းမဆက်တဲ့ရမကောင်ဆိုတော့ရေတရကြီးလမ်းနေရပျက်စီးနေဆိုတော့မန္တလေးရွှေဘုလမ်းမရလဲမကောင်တော့ဘွားလာများလို့ဒီမှာပဲကြာမှုမှာပဲအိမ်ငယ်လေးငှားနေပြီးတော့အမေရှကိုက်ဈေးလေးရောက်နေပါသေးအစတော့ခြေကြုံမောက်ကောင်ကြီးတော့လည်းလာရောက်ပြီးတော့ရောင်းချပါသေးအဲ့ကြတော့အမေကဒီမှာပဲမန္တလေးမှာအိမ်ငယ်လေးငှားနေပြီးတော့တရငါးတောင်းနဲ့အိမ်ငယ်လေးငှားပြီးတော့ရောင်းချနေရပါဒီမှာလာတော့မှကြတော့လေလုံးဝအဆင်မပြေဘူးရေရကြီး အမစားဝတ်နေရအဆင်မပြေဆိုတော့အမေသက်84နှစ်နဲ့သားလေးတယောက်ကိုရွာမှာပြေးထားခဲ့ပြီးတော့ဒီမှာကြောက်မိမှလာပြီးအိမ်ငန်းကနေပြီးတော့အလူပူတင်းငပြောပူတင်းရွှေကြည်စနေမကင်းထုံမုံလေးရောင်းနေတာကွဒီကိုရမာကန်မြဲတက်ပါမင်းတီကလည်းဖိုင်တိုင်းပိုင်ရှည်လေးပါကျမကိုမြဲနာပေးတာကလေးတွေဝဲပြေးတာပါခုနာလေးတော့သူ့ဒါနဲ့လေးတော့ရှိတော့ပါပြီခုချက်ရအတည့်မလားအကုန်လုံးကစိတ်ညစ်နေကြတဲ့အချိန်ငလဲရင်ဘေးတန်းတင်းညပြည်သူတွေကရေဘေးဒုက္ခရောက်ကြရတယ်ဆိုတော့ကြတော့သူတို့လည်းစိတ်ညစ်မှာပဲဆိုတော့အမေက လိုင်းပေါ်မှာမတက်ဖြစ်တော့တာပါဟိုတက်ဖို့ရအစီအစဉ်နဲ့အများကြီးရှိပါသေးဟိုလှုပ်ချင်တာတော့အမှုပညာလို့ကိုကယုတ်ကလည်းမလှယုတ်ကလည်းကစုတ်ပြက်ခဏတစ်ပတ်ခိုးကြည့်တာလို့ဖြစ်နေလို့မလို့အားကြောင့်အမေလိုင်းမမတက်ဖြစ်တာပါအပြင်းမကန်ဘူးအနုကားလေးကြီးနေတာထုတ်မှန်းတဲ့တော့ငါးတာမှုသုံးလို့ဒါလည်းထိုးမဟုတ်အဲ့ဒါအတက်တော်လေးတင်တာဒီညီမလေးကိုရဆိုင်ပေါ်တော့မြေစုတကကိုရဆိုင်လေးမှာအမကလည်းဒီမှာမန္တလေးပါညာဆက်သွေးရမရတော့ဟိုကောက်ဆိုင်လိုက်လို့လည်းမဖြစ်သတော့ အဲတောလုံးတောငန်းတွေကလုံလို့မရလေလုံးတွေပါတည်းကမရတတ်ကြတဲ့ရေကြီးကနဲ့အကြံကုန်ပြီးတော့ဂလုံးစားချက်နေလိုက်တာမလုံလိုက်တော့မကလာသီးလေးရဲ့ပြားမှုလေးရဲ့ဖျိုက်လေးရောင်လိုက်တာရောင်တော့ညီမရဲ့စားတောက်ဆိုင်ရတော့လူကမရှိဘူးပေါ့လမ်းဘေးဆိုတော့ဟိုကမိန်လန်းကြတဲ့နေရာမဟုတ်တဲ့ကြတော့ဂျောင်းကြနေကြဝယ်မဲ့သူမရှိဘူးရောင်မရောင်းရဘူးမြန်မာကဒီပြည်ဆိုင်ရာတောက်လာတဲ့အယက်သမားအယက်သမားအမတို့ဆိုင်လာပြီးတော့မူးတာညီမလေးလာပြီးတော့ရစ်တီတီလောက်ပေါ့နော်အဲအန်တီချက်ခဲနေနောက်ဝေးလာပြီးတော့ရစ်နေလို့နှေးထုတ်လိုက်တာမပြင်လို့ ဖြုတ်သေးလောက်တော့နွားသေးလောက်မူသူတို့မြန်အမွေပေးထားတဲ့အိမ်ကြနားလည်းမပြန်ဘူးလို့ကိုရသမ်းမဟောပါပါတယ်တနေရသေးရှိပါဆိုမှမိကြည့်ဘူးတကန်းသာရှိအောင်သူတို့ကအဲ့လားဟောလုံနေလို့မဟုတ်အဲတချို့ကပြောတယ်မချက်ခိုင်းနဲ့အဲအိမ်တော့မပြူတော့ဘူးလားတဲ့အဲမပြူတော့ဘူးလို့ငါငါဘွားမှလည်းအမေရှိသားရှိရင်ပြီးသွားပြီလို့လုံးဝပဲလို့ဈေးပဲရောက်စားတော့မယ်လို့ချစ်ကခင်ပါလေးပါလို့နှလုံးသားတကားပိတ်ထားလိုက်တာလို့ပြောတာဟိုဂက်စီမိကြည့်လို့ဖြစ်နေတာကိုကသီလားအသက်ကကြီး ရုပ်ကမလားရွာကရေကြီးဆိုလှုပ်စားလို့မရဘူးဂက်စီမိချစ်တဲ့မိချစ်ထဲမှာဂက်တာပြည့်နေတာချစ်လို့မရဘူးဘာလို့ဆိုကြောက်မရှိလို့အဲ့လိုဖြစ်နေတာခုလဲတောင်သူလှုပ်တရားအဆင်မပြေကြသူတို့လဲစိတ်ညစ်တဲ့ချိန်ပြည်သူကစိတ်ညစ်ချိန်ကိုကဖလန်ဖလန်ထထားလို့မရလို့မလို့ဒါလေးရောင်းချစားနေရပါကွယ်ရိတ်တဲ့နေနဲ့ဆက်သွယ်မှုစီစဉ် ရှိတယ်ရှိတာကဖုံးကလည်းအမေကပြက်တာလေဒီမဲ့အေးချဲမဲ့လို့တစားစီဖြစ်တဲ့တော့ဖုံးကအကောက်ကလည်းမမိလိုင်းကလည်းတုံမရဆိုတော့ခုချက်မီးကလည်းပြက်တာလေ24နာရီရမီးစတော့ကလှတော့မှဆံပြကြီးရွာ24နာရီမီးလင်းတာနက်ပြေနက်ပုံနဲ့နက်ပေါင်းတာအခုဒေဝဒမျိုးမျိုးနဲ့မှာတဲ့ပူကပူမီးရမလားတော့အကြတော့ဒီမဲ့ဖုံးကလည်းပြက်နေတော့じゃအမေအကောက်သေးပြန်ဖွင့်ထားဖို့ရမလွယ်သေးလို့မို့ဖုံးလေးဝယ်ပြီးတော့အကောက်သေးပြန်ဖွင့်မယ်ပြီးရမှတခါတည်းတော့ပြန်ဆော့မယ်ပြိတ်သက်တွေနဲ့စကားပြောမယ် စီစဉ်တော့ရှိရပေါ့ရင်းနေရတော့အိတ်တိုင်းလည်းပြိတ်သက်တွေပဲဟိုစလည်းပြိတ်သက်အိတ်လည်းပြိတ်သက်အဲ့လိုပါအခုလည်းဈေးစံရောက်နေအမေစီပဲစိတ်ရောက်နေအမေနေမှာကောင်းမလားလဲမြတ်သက်84နှစ်ရှိပြီလေကိုကဟိုဟာဥပိ္ခာထားတော့ဘောကွာဒီမှာစားဝတ်နေရတွေ့လားဆိုတော့အမေရဲ့ကိုစိတ်မချဘူးလို့အမေကိုပဲသတိရနေရတားနဲ့သမီးမေ့ထားပေါ့အေးအချစ်ကပဲနှစ်ကလေးတော့မေ့ထားခဲ့ရအခုအမေပဲသတိရနာခုတတိကျမှာမရဲ့ကတော့ကျင်သားလို့ အိမ်ငန်းကပေးရမှာနဲ့အမေရဲ့ကတော်မဲ့ချိန်နဲ့သုံးနေတော့မေရဲ့လို့လွန်နာရှိဝင်နာမြတ်လို့တစားမို့ညမှာကတော်တော်မဲ့လို့အဲ့တော့မပြောဆိုအခုလို့ရင်ထဲမှာပန်းတဲ့ပွေလေပဲအခုလည်းမြန်အဲ့လိုလေးဖိုင်ဖလန်းလန်းထားလိုက်မှာဂျုံးထိုးပြီးတော့ရိုက်မှာလို့အခုနေရာတော့ဒါလေးနေဟိုအခါမဟုတ်တော့ဒါကုတ်နေရပေါ့ဟိုလူမဆန်တဲ့ဟူဝန်နဲ့ဒါသေးအခုခေကခစ်ဖြစ်နေတာသိမလားခစ်ချေနေရမကားဘူးလေကာလာချေနေပေါ့အဲပြည်သူတွေကိုလည်းချစ်ပါတယ်ဟိုမိသားစုလိုပဲအောင်မေတဲ့ကို အားပေးခဲ့တဲ့ဟာတွေကိုဟိုဘာတော့တစ်ချိန်တစ်ခါ ခေစားတော့ကနာမည်ကြီးတော့ကအားပေးခဲ့တဲ့ပြိဿတ်တွေကျေးဇူးရှင်ပေါင်းကိုလည်းအမြဲတမ်းမမေ့ပါဘူးလို့မဆက်ခဲ့တဲ့သမီးခင်ကျေးဇူးရှင်တွေကိုလည်းအမြဲတမ်းမြတ်တာပို့ကြတော်လျက်ပါလို့အခုလာရောက်ပြီးတော့အားပေးကြတဲ့ပြိဿတ်တွေလည်းရတနာစိန်ကြောက်စေတောက်ကသားနိုင်မှာဆိုတော့အမြဲတမ်းမြစ်တာပို့ပေးတယ်။မင်းတရားလည်းဖိတ်ဆိုင်မှာမင်းတရားလည်းဖိတ်ဆိုင်မှာဒီမှာမြန်မာမုံလေးရောက်နေရပါ။မင်းတရားလည်းဖိတ်ဆိုင်ရှေ့မှာအမြဲတမ်းလာပါတဲ့ဒီမှာစိုင်ရှယ်လည်းသဘောကောင်းပါတဲ့ခုံတွေပါတဲ့နေရာထိုင်ခင်းတွေချပေးတယ်။ခင်းနဲ့လူတားတည်းကြခုံမရှိလို့တရားလေးဖြစ်တယ်လို့ယာယီလေးထိုင်ရောက်တာပါ။အာလူပူတင်ငပြောပူတင်စနေမကင်းထုံမုတ် မြမမုံလေးပါထမောတော့စီးလာမင်းနဲ့လင်းစားရင်မရစီမရစားရင်လင်းစီဆိုတာပဲထမောတော့စီးလာမင်းနဲ့ကိုယ်ကြိုင်တာပဲထောက်ပြနိုင်ရင်နဲ့တဲကဲလုံးဝမပါဘူးသားတပတ်ဒီခိုင်ပါပဲအာမခံနဲ့လက်လီလက်ကလည်းရောင်းချပေးပါသေးလို့မက်ရှက်ခိုင်ရဲ့ကိုဆက်သွက်ပါမက်ရှက်ခိုင်ရဲ့ဖုန်းနံပါတ်က399699894ပါလူဝဲမင်္ဂလာဘွဲလက်တင်ခံပါသေးအော်ဒါလည်းလိုက်ပါသေးမုံပြွာနော်လူကတော့လိုက်လို့မရဘူးတလားတော့ရင်လဒါရောက်ပေါင်းနေလို့ရိတ်သက်တယ်အခု ဟိုငလေရင်တွေကလှုပ်တယ်နေတွေအရန်ပူတယ်အပူချိန်တွေပြင်းတယ်ငလေရင်တွေလှုပ်တယ်မိုးရတားရွာတယ်အဲ့မှာသတိပါနဲ့နေဖို့ရမိမိတို့ရဲ့ဟိုဟာလဝိယတနာလေးစာချုပ်သဏ္ဍန်လေးတွေပါလေးတွေကိုနဲ့မကွာသိမ့်သိမ့်ပြီးတော့သတိပါနဲ့အိတ်ကြပါလို့ဖရာတရားလုံးဝမမေးပါနဲ့လို့ကဲအားလုံးလဲကဲဘေးမှာကင်းဝေးကြပါစေလို့တကယ်ပါလုံးကျမ်းမှချမ်းသာကြပါစေလို့မဆက်ခိုင်ကညစ်တာပို့လျက်ပါပဲရှင်ပြိတ်သက်ကြီးကိုလည်း တတိယပါတဲ့အခုဖြစ်နေသောကပ်ဘေးမှာလည်းအမြန်ဆုံးကင်းဝေးကြပါစေလို့စုတောင်းမေတ္တာပို့ပေးလေးပါမရှိခိုင်ရအရိတ်သက်ကြီးအားလုံးကိုလည်းချစ်ပါတဲ့ခင်ပါတဲ့ကျွန်မရောင်းချတဲ့ကိုပစ္စည်းလေးတွေကိုလည်းဝယ်ရောက်စားသုံးအားပေးကြတဲ့ပြည်သူတွေကိုလည်းကျွန်မအထူးကျေးဇူးတင်ရှိပါကြောင်း